ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နနက်ခင်ပေါ့နော်အစားစားပြီးရဲ့အခါမှာတံမြာတိယူနေစိန်ကိုတောက်ပေးတာဆိုရင်ကျန်းမာရေးမှာဘယ်လိုမျိုးကောင်းကျိုးတွေရရှိမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီတံမြာတိယူနေစိန်ရေပေါ့နော်တောက်တဲ့အခါမှာဖန်ကွက်တွေစတီကွက်တွေကွန်ကွက်တွေဖိုက်ဘာကွက်တွေသုံးတာမျိုးမဟုတ်ပဲနဲ့ကျန်းမာရေးနဲ့ညွတ်တဲ့ကြေကွက်ကိုအသုံးပြုတင်ပါတယ်နော်ဒီတော့တံမြတိစင်ရင်တွေကိုတနည်းတော့တောက်ပုံလိုက်ပြီဆိုလို့ရှိရင်ခဏကူမှာဖားရေပြောင်းလဲလာမယ်ဆိုတော့ကြည့်အောင်နော် ပထမဆုံးအနေနဲ့ကတော့အစိမ့်တောက်တွေကိုပြောစီရပဲဖြစ်ပါတယ်။အင်းအနွားရဲ့အခါမှာခနာကွဲမှာရှိတဲ့ဆဲတွေတန့်စင်ဖို့အတွက်ရောနောက်တစ်ခုက၆တွေ့နေတဲ့ဆဲလက်စံဖို့အတွက်ဒီဆဲတွေကျက်မှာဖို့အတွက်ခနာကူကရေတက်လိုအပ်နေပါရဲ့နော်။အဲ့လိုအချင်းကိုကနက်နက်စောစောအိတ်ရထားပြီးတော့အစားစားပြီးတဲ့အခါမှာတံမြာသီးစင်ရင်မျိုးကိုသတ်သုံးပေးလိုက်မယ်ဆိုလို့ရှိရင်ခနာကူမှာရှိတဲ့အစိမ့်တောက်တွေကခင်းစင်ပြီးတော့လမ်းစံပုတ်ပါစီမှာပဲဖြစ်ပါရဲ့နော်။နောက်ထပ်အကျိုးကျေးဇူးအနေနဲ့ကတော့အစာကိုကျဉ်းကျက်စီရပဲဖြစ်ပါတယ်။တံမြာသီးထဲမှာကတဘာဝဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ ဥသိမ်းနဲ့ဥမမှာယောဂပုံသွားရင်အစဲအတောက်တွေကနေပြီးတော့ကင်းစင်အောင်လို့ကောက်ွယ်ပေးပါရနော်။ဒါဒီပဲလားဆိုရလည်းမဟုတ်သေးပါဘူး။ဒီတမယာကြီးကိုရင်းနှီးနဲ့ဆင်းလိုက်တာဆိုလို့ရှိရင်အစာအိမ်နဲ့ဥလန်းချောက်ကိုလှုပ်ဆော်ပေးပြီးတော့အစာလန်းချောက်ထဲမှာအစာတွေကလှုပ်ရှားပြီးတော့ကျွက်သားရဲ့လှုပ်ရှားမှုတွေကိုလည်းအထောက်အပံ့ပေးပါရနော်။နောက်တစ်ခုအနေနဲ့ကကြတော့အရေပြားကိုတက်စီစီတာပါ။ဗီတာမင် C ရဲ့သဘောတဘာဝကတော့အရေပြားရွက်ရွက်တာနဲ့ဝက်ချန်တွေကိုတက်တာစီပါရနော်။ ကိုကဒီတမယာတီးကိုဘောနော်ရင်နွေးတဲ့ဆင်ခဲ့တဲ့အချိန်မှာတမယာတီးနဲ့ရင်နွေးကပေါက်ဆက်တပြူပြီးတော့ခနာကိုထဲမှာရှိတဲ့သွေးကအစိတ်ောက်တရားဆိုလို့ရှိရင်တန့်စီသွားပြီးတော့အရေပြားဟာတပြေးပြေးနဲ့ကြည်လင်လာပါတယ်နော်။နောက်တစ်ခုအနေနဲ့ကတော့ကိုခံဆွာအကိုမြင့်တင်ပေးတာပါ။သမယာသီးမှာပါဝင်တဲ့ဗီတာမင်စီဓာတ်အဆိုလို့ရှိရင်အိမ်မိခန္ဓာတွေကိုတက်တာစီပါရနော်ဒါတွေပဲလားဆိုတာမဟုတ်သေးပါဘူးသူမှာပါဝင်တဲ့ပိုတက်ဆီယမ်ဓာတ်အဆိုလို့ရှိရင် အုံနောင်းနဲ့အာယုံကျော်ကိုလွှတ်စော်ပေးပြီးတော့သွေးကြောတွေကျွတ်ဆက်တာကိုလည်းကာကွယ်ပေးပါတယ်။ပြီးတော့ပန်းနိုင်ရည်ကျန်တဲ့အသက်ရှူပျော်စာရယောဂတွေကိုလည်းကာကွယ်ပေးပါသေးရနော်။တံမြင်သေးရည်နေစင်တော့ပေးတာဆိုလို့ရှိရင်အခုပြပြမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေပါထပ်ပြီးတော့ရရှိစေနိုင်ပါတယ်။ကြွတာနဲ့အဆင့်မြင့်တဲ့ကျန်းမာကိုလည်းတတစင်နိုင်သလိုအင်ဆိုင်ပမာဏရယ်လည်းတိုးပွားလာစေပါတယ်။သွေးတို့ယောဂကိုလည်းကာကွယ်ပေးပြီးတော့ကိစ္စယောဂကိုလည်းကာကွယ်ပေးပါရနော်။အလားတင်းကိုယ်လေးချင်းကိုလည်းထိန်းချုပ်ပေးပါတယ်။ချင်းဘူးလာကိုတတစီပြီးတော့အယိုးအဆင့်အမြင့်တွေကိုဒုက္ခပေးတဲ့ယူရစ်အဆင့်ပမာဏကိုလည်းရောကြစေပါတယ်။ အေးပြောင်းမှရှိတဲ့အမာရွတ်တွေအမဲကွက်ဒီလိုမျိုးအပြည့်အနာစာတွေကိုလည်းပြည့်ရတတ်တာစီပါရယ်နော်စေတောင်းကြီးတွေကိုဆက်ပြီးရရှိမှပြချင်ပါတယ်အရင်ဦးဆုံးနက်နက်ဆန်စားပြီးချင်ရနေပြီးတော့စတော့ပါနော်လက်ဆက်တဲ့အစင်းရအကိုတမညာသေးသလုံးကိုအသုံးပြုတင်ပါတယ်အထက်ကနေပြီးတော့အရေးလိုက်လာဖို့ ਨੇ အခွန်ကနေပြီးတော့အစီထွက်လာဖို့အတွက်တမညာသေးကိုစပွဲတနက်ပေါ်မှာလက်ဖြစ်နှစ်ပတ်သုံးပတ်လောက်အသားရနှိပ်ပေးပါနော်ပြီးရင်တော့တမညာသေးကိုလင်းစေးစေးလိုက်ပါတမညာသေးတွေကိုလည်းဝါစားပြီးတော့မြှောက်ချနိုင်ပါတယ်နော် တိတိယောဂါရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီတမညာကြီးတွေကဗျံဝစိတ်ပတ်ဝင်ပါတယ်အခုပြပေးခဲ့တာဆိုရင်တော့ဖြစ်တမညာကြီးယူနေစိန်ကိုတစ်နှစ်လောက်ကိုပုံမှန်လေးတောက်လာမယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရလာမယ်ကျန်းမာရေးကောင်းကျိုးလေးတွေကိုမျှပေးခဲ့တာပဲဖြစ်ပါတယ်နောက်နောက်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်